ခွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါအမှုပညာရှင်တွေကိုဖိအားပေးပြီးတော့ဒါမဲဆွတ်စည်းရုံးဖို့အတွက်အများကြီးအကြံဖက်စစ်ခွေးတက်ကလှုပ်ဆောင်နေခဲ့တယ်အခုဆိုရင်တော့နောက်တဲ့21ရက်အမည်စင်းတဲ့ကွာရုပ်သံမှတ်တမ်းတွေထွက်ပေါ်လာတယ် ဟုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်တွေဒီမှာတို့ပေါ့နော်ဒီခွေးကောက်ပွဲအတွက်ဒီအကြံဖက်စစ်ခွေးတက်ရဲ့အတုရောင်ကျွန်တော်ရွေးကောက်ပွဲမြန်မာနိုင်ငံအတွင်းထဲမှာအမှုပညာရှင်များစွာကိုဝါလာဖြန်စီယုံလှုပ်ဆော်ပြုလုပ်ခဲ့တယ်ဒါနဲ့ဒါရင်းနဲ့ပတ်သက်ပြီးတော့လည်းပါဝင်ပတ်သက်ဘူးဆိုရင်လည်းပဲထောင်ချမယ်ဖန်စီမယ်စသည်အဖြစ်ပေါ့ဗျာပိတ်ပင်တားဆီးမှုမျိုးမျိုးကျွန်တော်တို့အားလုံးကြားခဲ့ပြီးဖြစ်ပါတယ်အခုဆိုရင်တော့ခွေးကောက်ပွဲမှာထပ်မံပြီးတော့ အမှုပညာရှင်22ဦးထပ်ပေါ်လာတယ်ဒီနေ့အဲ့ဒီဗီဒီယိုတွေကိုကျွန်တော်မိသားစုဝင်တွေကြည့်ပြီးမယ်လို့တော့ကျွန်တော်ကတော့မျှော်လင့်နေပြဆိုတော့ပြုံးတက်ပါစေလို့ကျွန်တော်ကဒီကနေပြီးတော့ဆန္ဒပြုတာပါလူသေးကောင်တွေကို AI နဲ့ဖန်တီးပြီးတော့စကားပြောခိုင်းရင်တော့မှအဲ့ချက်ပို့ပြီးတော့ကြီးကောင်းအောင်မယ်ထင်တယ်ဗျဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြုံးကြီးတင်ပေးမှာဖြစ်ပါတယ်နောက်တဲ့သတင်းကငါသားကဆိုပြီးတော့24နာရီတော့မှအောင်ပွဲမခံရဘဲနဲ့မွေးငါတန်းချက်လိုက်ရတဲ့ဖြစ်စဉ်မှာ အဲ့ဒီဖြစ်စဉ်မှာလည်းပဲတကယ်ကိုဟာတာပါပဲ KIA နေမြေတွင်နေမှာအကြမ်းဖက်စစ်ခွေးတက်ကကောင်တကောင်သူ့ရဲ့အဖေဖြစ်တဲ့သူကကြံ့ဖို့အမာခံဆိုတော့သူ့အဖေကိုလှမ်းပြီးတော့ဒီ post တွေပါတွေလှမ်းပြပြီးတော့သူ့အဖေကိုတော့ဒါ KIA မှာသူတို့အဝဲခင်အဝဲခံနေတဲ့ဘာညာဆိုပြီးတော့ကြွားလုံးထုတ်ပြီးမကြာ24နာရီတော့မခံဘူးကြွာသွားတဲ့အကြောင်းတွေကိုဖော်ပြလူကြီး AI animation နဲ့ကျွန်တော်တို့သူတို့ကိုစကားပြောခိုင်းနေဆိုရင်တော့မှပို့ပြီးတော့အဆင်ပြေအောင်မယ်လို့တော့ကျွန်တော်ကတော့မြင်မိတယ်ဗျာဟုတ်ပြီရဝရှန်လေးကဒီနေ့အကြံဘတ်စစ်ခွေးတက်လုတ်တဲ့ခွေးကောက်ပွဲမှာဝါရဖြန့်တဲ့အမှုပညာရှင်တွေကိုပြုံးပြီးတင်ပေးမှဖြစ်ပါတယ်ခံနိုင်ရရှိတယ်ဆိုရင်တော့ဆက်ပြီးတော့ကြည့်ပေးပါပထမဦးဆုံးကျွန်တော်3ပေးခြင်းတာအချက်ရှိတယ်ကျွန်တော်3ပေးချက်ကိုကြားပြီးပြီဆိုတာနဲ့ အဲ့ဒီနေရာမှာရင်အသက်ရှူရက်သွားမယ်ထင်တယ်ဗျအခုအကြပ်ပစစ်ခွေးတက်လုံနေတဲ့ခွေးကောက်ပွဲဒီခွေးကောက်ပွဲမှာကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့ရတပီသူတွေကိုဘုံကျဲပြီးတော့လုံနေတဲ့ခွေးကောက်ပွဲဖြစ်တဲ့အတွက်ကုလကလုံးဝကိုလက်မခံနိုင်တဲ့အပြင်တန်တော်ဖြစ်နေတယ် ဆိုတော့ဒီခွတ်ကောက်ပေါ်နဲ့ပတ်သက်ပြီးတော့ဝါရဖြန့်ဒါစီယုံနှုတ်ဆော်မှုတွေမှာပါဝင်နေတဲ့အမှုပညာရှင်တွေခင်ဗျားတို့အားလုံးရဲ့ဘဝဆက်သိမ်းကတခန့်ရက်သွားကဘာကုလသမဂ္ဂကတော့မလက်မခံတာတကဘာလုံးကလည်းဘယ်နိုင်ငံမှလက်မခံခင်ဗျားတို့ကတော့စစ်ဖက်အောက်မှာသိမ်းမှကြောက်နေတယ်ထမင်းလေးတစ်လုံးစားရဖို့အတွက်အကျန်းဖက်စစ်ခွေးတက်ရဲ့ စစ်ဘိုလ်ချုပ်ဒီအာနာရှင်တွေရဲ့ဖင်ကိုရှားနဲ့တပြန်းပြန်းရက်ပြီးတော့မှခင်ဗျားတို့အသက်ရှင်တန်နေထိုင်ခွင့်ရတဲ့အခြေအနေအခုခင်ဗျားတို့ရဲ့အမိုင်းကိုခင်ဗျားတို့ရွေးသားတာဖြစ်တယ်ဟုတ်ပြီနိုင်ငံတနိုင်ငံမှာအာနာရှင် အုပ်စိုးလို့ရတဲ့အခြေအနေအဲ့ဒီအမိုင်းဆိုတာလေမရှိတော့ဟုတ်ပြီ ကျွန်တော်တို့အကျန်းဖက်စစ်ခွစ်တက်ဒါခွစ်ကောက်ပွဲကိုအောင်မြင်စွာဆောင်ရွက်ဖို့အတွက်ဖေခုကုနေတယ်ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်မိသားစုနဲ့ကျွန်တော်ဖော်ပြခဲ့ပြီးပြီ။ယန္တာမျိုးစုံနဲ့ဖျားဖို့ပါအတုံးပြူပြီးတော့သူ့ရဲ့ခွစ်ကောက်ပွဲကြီးအောင်မြင်ဖို့အတွက်နှောက်ရအဟံတာတားဆီးတွေမရှိဖို့အတွက်သူတမနာကြီးဖြစ်ဖို့အတွက်ဟုတ်ပြီ ခုဆိုရင်လည်းပဲလူပညာရှင်တွေကိုသူတို့တွေခုလိုလုပ်ပြီးတော့တောက်လျှောက်ဖိအားပေးလာခဲ့တယ်။အရှိမဆိုရင်ဒါခွေးကောက်ပေါ်နဲ့ပတ်သက်ပြီးတော့လှုပ်စော်တဲ့ဝါရဖြန့်တဲ့ရုပ်တံမှတ်တမ်းတွေမပါတဲ့အတုံးဆောင်တွေကိုခေါ်တွေ့ပြီးတော့မပါဘူးလားမပါဘူးဆိုရင်အချင်းချမယ်ဖမ်းမယ်နိုင်ငံခြားထွက်ခွင့်မပေးဘူးမင်းတို့ငါစကားကိုနားထောင်ငါစကားကိုနားမထောင်ရင်တော့မင်းတို့ကိုကိုဘွားကိုတွေးတာဆိုတော့ဟုတ်ကဲ့ပါကျမတို့ ပေါင်ဝင်ပေးပါမယ်ဆိုပြီးတော့ဖွေးဖွေးအပါဝင်အမှုပညာရှင်တွေအကုန်လုံးနှိမ့်လို့တော့ပြောလို့ရပါတယ်။ common grid တွေလက်မှတ်ထိုးရတာဖြစ်တယ်။စဉ်းစားစဉ်းစားအကြံဖက်စစ်ကိုအောက်မှာရှိနေသည်အာနာရှင်အောက်မှာရှိနေတယ်ဘသူမှကိုယ့်ရဲ့အမှုပညာငါအမှုပညာရှင်မှာငါအမှုပညာသေးပါဆိုပြီးတော့ဘာအမှုပညာမှချပြလို့မရဘူး။ဘာမှလည်းလောက်ခက်မရှိဘူး။တစ်ဆက်ပြောပါဦးဥမာ K-pop ပါဗျာ။ K-pop Korea K-pop ရန်ကိုတမဲကြီးတာကျွန်တော်တို့အားရှမှာဆိုတကယ်ကိုတခဲနဲ့အားပေးတာတဲတဲလှုပ်ဆက်ကြောတက်တည်ရဲ့ favorite ပေါ့ဗျာရန်ကိုအားပေးကြတယ်ဆိုတော့ကျောင်းနိုင်ငံမှာချိုးပွဲလေးတပွဲတောင်မှာခက်ခက်နာနာလုပ်လို့ရလို့လားပြီးတော့ကိုယ့်ရဲ့လူတယောက်ရဲ့ခံစားချက်တွေပေါ်ထုတ်တီကုန်းရေးဖွဲ့လို့ရလား အလောက်ဟုတ်ပြီအခုဂျမ်းပစခွေတက်ရဲ့ခွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်ငကိုရေကမအောင်မြင်တာဟုတ်ဗျအောင်မြင်စွာကျင်းပနိုင်ချင်နေတာဘာလို့ပြန်စီယုံလုံစော်ဖို့အတွက်အမှုပညာရှင်လက်တော်စရင်တွေအရာ22ဦးကိုတွေ့ရှိထားတာဖြစ်ပါတယ်ကျွန်တော် MRTV နဲ့ဒါအလင်းအမှောင် channel တွေမှာတော့တင်ပြထားတာကိုကျွန်တော်တို့ လေလာတွေ့ရှိရတယ်ပြီးတော့ Champions League တက်ဒါဝါရဖြတ် platform ထပ်ထပ်มาလည်းပဲအဲ့ဒီရုပ်သံ video မှတ်တမ်းတွေထပ်ပေါ်နေပါတယ်သူတို့ကတော့အောင်လာရဲ့ဝေလာရဲ့ဖိုးကာရဲ့ရင်းအောင်ရဲ့အောင်ထက်ဖိုးပြည့်စုံရဲ့ဟန်နီတာရဲ့နီနီခင်ဇော်ရဲ့မိဆန်နာရဲ့ချမ်းမြင့်မောင်ချူရဲ့မေလာတန်စင်အင်ချေအေးမြဖြူနဲ့လိန်မော်သည်ကင်စာမိုးရံစွန်နန်းစုရတီဆိုရနာမိုင်းထုံးကိုကိုရွံ့ရွံ့နဲ့တေစာတို့ပါဝင်နေတာကိုလက်လောက်တွေ့ရပါတယ်ထပ်မံပြီးတော့ ပါဝင်လာအောင်မဲ့သူတွေကိုလည်းကျွန်တော်တို့စည်ရင်ပြည့်စုံထားရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒါကြောင့်ကျွန်တော်ဒီအစိုးရတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဒါအမှုပညာရှင်ဆိုတဲ့ခံယူချက်နဲ့အမှုပညာသည်ဆိုတဲ့လမ်းကိုရှောက်နေတဲ့သူတို့ဟာသူတို့ပြည့်သက်တွေကိုသူတို့ရဲ့ဂျင်းထဲမှာခန်းစားချက်အတိုင်းတည်ကုန်းရေးဖွဲ့တခြင်းဆိုလို့ရလား။ အစိုးရတွေမှမဟုတ်ဘူးနော်တရုတ်ဆောင်တွေလည်းအဲ့လိုပဲကဗျာဆရာတွေလည်းအဲ့လိုပဲစာရေးဆရာတွေလည်းအဲ့လိုပဲပြီးတော့မဂဇင်းရေးတဲ့ journalist တွေလည်းထုံနေလောက်မှာဝတ္ထုတူဝတ္ထုရှင်ရေးတဲ့သူတွေအကုန်လုံးပေါ့ဗျာကိုယ့်ရဲ့စာရင်ကိုယ့်ရဲ့စာစုကိုယ့်ရဲ့တချင်းကိုယ့်ရဲ့အမှုပညာကိုလွတ်လပ်စွာဖန်တီးခွင့်ရလာအောင်လားရေးဟောလားဆိုအလားစနဲ့မှမယ်နော်အဲ့ရေးအောင်လို့အောင်ထပ်တော့ ဲ့လားတို့ပြည့်စုံတို့ဟန်နီတာတို့နီနီကင်ဆာတို့မိဆန်နီတို့တာဝေလာတို့ဖိုကာတို့ဗျာလေမော်ဒီတို့ကင်ဆာတို့မိုးရံဇွန်တို့နန်းစုယတီဆိုးတို့ယနာမိုင်းတို့ဆိုတော့ကျွန်တော်ရဲ့မိသားစုနေအားလုံးသိရှိပြီးဖြစ်ပါတယ်ဒါကြောင့်တို့တွေဘလို့ဖီးအားမျိုးတွေခံရလဲဆိုတာတော့ကျွန်တော်တို့အားလုံးသိပါတယ်ဒါပေမဲ့ကျွန်တော်ကတို့ကြောင်းတို့သိအောင်ပြောတာပါတကယ်တော့တို့ဟာလည်းပဲတာမန်ပါပဲဘာမှမဟုတ်ပါဘူးတို့ရဲ့ဘဝရှင်သန်ဖို့အတွက်တို့ရဲ့အသက်ရှင်ရည်တည်ဖို့အတွက် အခကျင်းကိုရယူပြီးတော့ဖန်တီးဖော်ပြနေခြင်းသာဖြစ်ပါတယ်။မဟုတ်ရင်တော့ဒီလိုမျိုးခွဲကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝါဒဖြန့်ဒီမီဒီယာတွေပေါ်မှာသူတို့တွေပါလာမှာမဟုတ်ဘူး။အနာရှင်အောက်မှာနေတယ်ဆိုရင်တော့ဘယ်လိုမျိုးအသက်ရှူရလဲဆိုတာမျိုးဒီကောင်တွေခုလောက်တော့တိတော့ပါကျောင်းပြည်သူကတော့ဒေတာတွေဘိုက်ကောက်ကတော့အပီပြင်ဆွဲမှာဖြစ်ပါတယ်။ဟုတ်ပြီငါပြည်ထဲမှာတော့ဗျာပြောချင်တာကဗျာအရင်တော့ဆိုတော့မျောစင်းကျွန်းလို့ တက်မှာကျွန်တော်တို့ဒါမြို့တော်ခမ်းမလို့စားတဲ့နေရာလေးတွေပေါ့နော်ဟိုနေရာလေးတစ်ခွက်ကြားဒီနေရာလေးတစ်ခွက်ကြားစသည်အဖြစ်ပေါ့ဗျာအဲကျွန်တော်တို့အချင်းလေးတွေတော့သွားဆိုလို့ရတာပေါ့နော်ပြီးတော့မင်္ဂလာဆောင်လေးအခုဆိုရင်တော့မင်္ဂလာဆောင်ဖြောဖြေတဲ့အဆင့်လောက်ပဲရှိတာပါကျွန်တော်ပြောလိုက်တို့ရဲ့ခိုင်းယုတ်ကြီးလေးပြီဆိုတော့သူ့တော်မှဘီယာဆန်ရက်ဆိုင်တော်မှသွားဆိုနေရတဲ့အချင်းအနီရောက်သွားတာဟုတ်လားကိုယ့်ရဲ့အမှုပညာရှင်လောက်ပါဖန်တီးထားတယ်ဆိုတော့ကိုယ့်ခံစားချက်တွေဟုတ်ပြီ ဒါကတော့ကျွန်တော်တို့လူမှုစီးပွားဖွံ့ဖြိုးရွေးကောက်ပွဲနဲ့အစတင်စို့လှမ်းစို့ကူညီပြီးတော့မဲယုံစီကိုဒီမိုကရေစီပေါ်ဆောင်ဖို့ဘာညာတွေပေါ့ဗျာရွေးကောက်ပွဲမှာပုံမကောင်းမွန်တဲ့အနာဂတ်တဲ့ဒီမိုကရေစီခိုင်မြဲဖို့မဲအောင်သွားပြီးမဲပေးစို့စတဲ့ဆိုင်းဘုတ်တွေကိုကင်ပြီးတော့ရှက်မဲ့စွာတို့တွေဝါဒဖြန့်ရိုက်ကူးပေးခဲ့ရတာဖြစ်ပါတယ်ခွေးတကောင်ကို အစာကျွေးပြီးတော့ခိုင်းတဲ့အခါမှာခွေးလေးတွေကအယူသေးပြီးတယ်ခွေးလေးတွေကဒီလက်ပတ်ပြီးတော့တခင့်အလိုကြချော့ပြေးပြီးတယ်ပြီးတော့တခင့်ခိုင်းတဲ့ပြိုင်ပွဲတွေကိုဝင်ပေးရတယ်ကျွန်တော်တို့ဒါခွေးချစ်တဲ့သူတွေကတော့အဲ့ဒီစကားပြောရင်မကြိုက်ဘူးဗျကျွန်တော်တခါပြောခံဘူးအာကိုရှာလေးနဲ့ခွေးနဲ့မနိုင်နဲ့ခွေးကအစင်အတန်းရှိတယ် အဲ့ဒီကောင်တွေက ခွေးထက်နိုင်နဲ့ဘလို့တရဝါနဲ့ခိုင်းရမယ်မသိဘူးဗောဗျာအခုလည်းလိုပဲဥမာဆိုလို့ဗျာကျွန်တော်တို့အာချုပ်မိသားစုတွေခွေးလေးတွေမွေးရရှိပါတယ်ဟုတ်လားခွေးလေးခေါ်ရင်လာတယ်သူတို့အစာကျွေးတယ်ပြောရရင်တခင်းရဲ့အလိုကြလုတ်ပြရတယ်ဒါကျွန်တော်ရဲ့ဥပမာတစ်ခုပါပဲဒါကြောင့်ကျွန်တော်အတင်းကိုနားထောင်နေရင်ဖုံနေဆိုတက်ရှိရက်သွားနိုင်တယ်လို့ကျွန်တော်ပြောတာပါဟုတ်ပြီဒါပပလေးပဲရှိတယ်ပါသေးတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်တို့အခု ဒီပေါ့နော်ကျွန်တော်မိသားစုဝင်နဲ့ကျွန်တော်ဒါသတင်းတွေတင်ဆက်တဲ့ဆွေးနွေးတွေပေါ့ဗျာကျွန်တော်ကတော့ဆွေးနွေးတာပါဆိုတော့ကျွန်တော်ဆွေးနွေးတဲ့ပုံမှာကျွန်တော်တို့ဘယ်သူမှလာပြီးတော့ဖိအားလာပေးလို့မရဘူး NUG မကောင်းရင်လည်းကျွန်တော်တို့ NUG ကိုကျွန်တော်တို့ပြောတာပဲဝေဖန်တာပဲပြစ်တင်တာပဲပြီးတော့အကြံပြုဆရာရှိတယ်ဆိုရင်ကျွန်တော်ကဒေအင်းနဲ့အကြံပြုတာပြင်းပြင်းထန်ထန်ပြောစင်ထည့်ဆိုရင်ကျွန်တော်တို့ပြည်သူဘက်ကကျွန်တော်တို့ပြင်းပြင်းထန်ထန်ပြောဆိုတယ် အခြားသောဒူပဲကျွန်တော်တို့တက်ဖွဲ့ဝင်နေနဲ့ပတ်သက်ပြီးတော့နိုင်ငံမှားယွင်းလာတာဘာညာဆိုရင်လေကျွန်တော်တို့ကထောက်ပြတယ်ကျွန်တော်တို့ပြောဆိုတယ်ကျွန်တော်တို့အကြံပြုတယ်ဘွေချက်ကွအဲ့လိုရတာလာလာနော်ဖုန်ခါမယ်လို့စံပြုတ်တိုက်မယ်လို့ဟာကျွန်တော်မပြောရဲတော့ပါဘူးလို့ဟာလို့ဟုတ်ပြီနော်အဲကိုရှိနေတဲ့အရက်နဲ့ကိုရက်တည်နေတဲ့ကိုရဲ့တောက်ဆင့်တော့ကိုနည်းနည်းတော့တိပေါ့ဗျာဟုတ်ပြီ ီခုခေတ်ကနေပတ်သက်ပြီးတော့ထောက်ခံဝါဒပြန်နေကြတဲ့အမှုပညာရှင်တွေအားလုံးနဲ့လက်ရှိမှာပါဝင်နေတဲ့သူတွေအကုန်လုံးကိုလည်းပဲကျွန်တော်တို့ပြည်သူလူထုတစ်ချက်လုံးနဲ့တော်လန်တော့အတိုင်းဝိုင်းတွေကကန့်ကွက်ရှုံချထားတဲ့ဆိုတဲ့အကြောင်းကိုတော့ဖော်ပြခြင်းလေကုလသမဂ္ဂဗျာကဘာကြီးကတော့မှလက်မခံဘူးခင်ဗျားတို့သွားပြီးတော့မင်းအွန်လိုင်းဘောကိုရှာနေသွားရက်နေမင်းအွန်လိုင်းဘောလေးကိုဒီလိုလေးသွားမှလွန်ကြော့မနေတတ်ဘူး ကျွန်တော်နားလေခါကြဘယ်လိုလဲဆိုတော့ဒါကျွန်တော်တို့လည်းပြန်ပြီးတော့ဗောနော complaint ပြန်တက်တာအာကျွန်တော်ကျမတို့ကဗောနော်ဒီ dollar အိမ်မှာပေါင်လို့မရတော့ဘူးเนาะအဖေကြောင့်အမေကြောင့်မိသားစုကြောင့်အိမ်ကြောင့်ခြံကြောင့်မြေကြောင့်မြောင်းကြောင့်ချောင်းကြောင့်စသည်အဖြစ်ကြောင်းကြောင့်ကြောင့်နေကြောင့်ပေါ့ဗျာဟုတ်ဘူးဗျာကျွန်တော်နိုင်ငံအတွက်ကျွန်တော်အားလုံးအလုပ်လုပ်ဖို့ရအဲ့ဒီပိုင်ဆိုင်ဖို့ရအရင်ကြည့်ကျွန်တော်နိုင်ငံစစ်ဖွဲ့အောက်ကလုံမြောက်ဖို့ ကျွန်တော်တို့ဘာခုမှမရှိတော့လဲပြဿနာမရှိဘူးကျွန်တော်တော်ရင်အောင်တဲ့နေတအိမ်တရက်တက်ပြီးတော့အိမ်မယ်တက်ပြီးတော့စားမယ်ရှောက်သွားမယ်ကျွန်တော်ပြည်သူပေးတဲ့နေမှာကျွန်တော်နေမယ်ကျွန်တော်ပြည်သူပေးအိတ်တဲ့အိမ်မှာကျွန်တော်တို့အိတ်ဒါပဲရှင်းရှင်းလေးပဲဘာပိုင်ဆိုင်မှုမှမလို့ကျွန်တော်တို့စိတ်လည်းဝင်စားဟုတ်ပြီနောက်တော့ဒီငင်းတစ်ခုကလည်းပဲတကယ်ယေရှုဘုရားငါတော့ကွာ အောင်ပွဲခံပြီးတော့24နာရီတောင်မပြည့်ဘူးစိတ်တော့မကောင်းဘူးမွေးငါတန်းချက်ကပြည့်ရဖေကကြက်ဖို့အမာကန်ပိတ်တက်တယောက်ပေါ့ဗျာသူသားပါစာ KIA ရှင်းစင်မနာပြီးရောက်ပြီးတော့သူသား Facebook stream မှာဒါဒီဓပုံလေးပါတယ်တင်နေသူ့အဖေကိုလည်းလှမ်းပြီးတော့ share တွေလုပ်တာတွေတက်ပြဲတာတွေကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ဒီအချိန်မှာငါတာကွာငါတာကွာလို့ကြွေးကြော်နေတဲ့စစ်ခွေးအတိုင်းဝိုင်းက နာရီတောင်ပြည့်အောင်အောင်းမွေးမခံလိုက်ရပါဘူးဗျာမွေးကနှမ်းချက်လိုက်ရတယ်ဆိုတော့ဟုတ်ပြီအောင်းမန်းဆိုတဲ့ဘိုးတော်ရဲ့သားကဗမော်ကစစ်ခွေးတကောင်သူရဲ့သားက KIA အရာရှိ death body chain death body ပေါ်မှာနော်တနင်းပြတယ်ပေါ့ဒါမှငါသားกว่าဆိုပြီးတော့အောင်းမွေးခံခဲ့တယ်နောက်ရဲမရောက်ဘူးသူသားက KIA sniper ထိပ်ပြီးတော့ဂိမ်းသွားပါတယ် အပေဂျင်းနေ꿰ရပါပြီတားရယ်စတိတ်လေးပြောင်းသွားတယ်ဟုတ်ပြီအမွဲကန္တာ24နိုင်ပြည့်တဲ့အကြောင်းကိုကျွန်တော်မိသားစုနေလို့ပေါ်ပြတာဖြစ်ပါတယ်ရေဝရှန်လေးကလည်းစိတ်မကောင်းပါဘူးဝင်းကားလေးတော့အရေးကျဲတော့မလုပ်ပါနဲ့ဗျာမရှိတဲ့လူတွေလည်းလာပြီးတော့စားလို့အဆင်ပြေအောင်အရေးပြပြလေးလှုပ်လိုက်ပါတော့အိုးပဲဦးလေးပါလိမ့်ညာပွဲရလေးတော့ချက်ချွေးလိုက်ပါဗျာဘာပဲဖြစ်ပါဟုတ်ပြီအမောတိုက်ပွဲမှာ ပို့တင်ပြီးတော့အောင်ပွဲခံတဲ့ကြက်ဖို့အမာခံရဲ့အသားပို့တင်ပြီး나이ပိုင်းအတွင်းမှာပဲဂိမ်သွားတာဖြစ်ပါတယ်ကျွန်တော်တို့ဂိမ်ပြီးနေဗမောအပွဲတနေရမှာအောင်ပွဲခံနေတဲ့တာဖြစ်သူရဲ့ဓာတ်ပုံကိုလူမှုကွန်ရက်မှာဝင်ကြောစွာဖော်ပြခဲ့တယ်ပြောင်းလို့ကြန့်ခိုင်ရင်းနဲ့မဖွင့်ပြောတဲ့ပါတီရဲ့အမာခံတဦးဖြစ်တဲ့ Lion Man ဆိုတဲ့သူသူ့ရဲ့သားဟာပို့တင်ပြီး나이ပိုင်းအကြမှာပဲဗမောတိုက်ပွဲမှာဂိမ်သွားတာဖြစ်ပါတယ် 24နိုင်မပြင်ပါတိုက်ပွဲအတွင်းမှာတားသိဆုံးချက်တရင်ကိုပြန်လဲရေးသားဖော်ပြလိုက်ရပါတယ်။တောက်ချက်တွေလည်းကွဲကျွန်တော်မပြီးသေးဘူးကျွန်တော်အဲ့ဒီတရင်ကိုဖော်ပြချင်တာကိုအဲ့ဒီတရင်ရဲ့အောက်မှာရှိတဲ့ comment တွေကိုကျွန်တော်မိသားစုတွေပြောချင်တာ။တခါကျရင်ကျွန်တော်တို့မိသားစုတွေပေါ့နော်ကျွန်တော်တို့ဒီရဲ့ဝရက်ပတ်တွေပေါ့နော်ဘလို့ idea ဘလို့ရှင်ညာတော့ပုံမျိုးပြီးတော့ comment comment တွေရေးတာပေါ့နော်ကျွန်တော်တို့ကလိုက်လို့မပြောဘူးတကယ်ဟာဒီ comment ကြည့်ပါသူတို့ဘလို့တွင်းမှုနဲ့မရေးတာလဲပေါ့နော်တကယ်ပါဟုတ်ပြီအဲ့ဒါငါသားကွာ ငါတပ်ဖနာအောင်မှာခရိုင်အရာရှိတက်ပေါ်ရင်လို့ရေးသားပြီးတော့တားဖြစ်သူပြောဆိုတဲ့စကားအတိုင်းပဲဗမောမှာတားတို့တက်မလို့ရှိနေသေးခရိုင်အယုတ်ရေးယူရမယ်ဆိုတာကိုသူကလည်းပဲထပ်မှန်ပြီးတော့ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်တိုင်းသားနေမျိုးကိုမသိရင်ငါတို့အရင်ရင်မလုံနဲ့ရင်ရင်မပြောနဲ့တောက်ချက်ကိုဆဲကပြန်ပြီးတော့ပွဲသွားမယ်ဆိုတော့ကျွန်တော်ပြောပြောပြီး တောင်တောင်လုံးနဲ့မင်းတို့ပါစရီနောက်ပေးတိုင်းမင်းတို့လုံနေရင်ဂိန်တာပဲအခုဆိုရင်ဘာမှတော့မခံဘူးနိုင်ပိုက်တော့မခံဘူးကျွတ်ရပြီးသားဆိုဝင်ဟုတ်ပြီအဲ့လိုမျိုးသူပုတ်တင်ပြီးရေးတဲ့ချိန်မှာ secret talk ခံတဲ့ကောင်တွေကဘင်းဒီရံမခါပဲအမိမြေကိုကာဝယ်နိုင်ပါစေတူတော်ရေအကိုရေကလေးမျက်နာကိုစတေကာလေးအုပ်တင်ပါလားသူ့လုံးဂျုံကြီးအတွက်ကိုကြီးရေကလေးပုံမတင်ပါနဲ့ခင်မိသားတွေလည်း တပတ်လုံးကုံအောင်ဆွဲပစ်လိုက်ဆမ်းမှာညီတော်မောင်ကြီးဘာညာဆိုပြီးတော့စစ်သေးကြရတဲ့စကားတွေနဲ့ပြောခဲ့တာဖြစ်တယ်။အာသူတို့တွေပထမ post တင်တဲ့အချိန်မှာအာမျိုးတွေပေါ့ဗျာဝင်မဲ့တော့အာဆိုတော့ဓာတ်ပေါ်ကြီးပေါ့ဗျာတိတ်ဆုံးပြီးသားဓာတ်ပေါ်ကြီးအာကြည်ပေါ့တော်လုံးကောင်ဆွဲလိုက်ပါဘာညာကွိကောက်ပါဒီလိုမျိုးကွိတဲ့ကောင်တက်တက်ကိုရှိတယ်အဲ့လိုရက်ကွက်ကောက်ကချီပြီးသားဟုတ်ပြီ report တင်ပြီးတော့နိုင်ပိုင်းအကြာ November 10ရက်နေ့မှာသူတက်တိုက်ပွဲမှာတိတ်ဆုံးသွားတဲ့အကြောင်း တင်းပြန်လဲရေးသားအတိဖေးပါတယ်ဘယ်သူမှထပ်ပြီးတော့တင်းမမေးကြပါနဲ့ဗျာကျွန်တော်မခံစားနိုင်လို့ထပ်ပြီးတော့မပြောကျင်တော့လို့ပါမြည်ရီကျွဲလို့အော်ဘီအော်ဘီဝစ်စရာတပတ်တော့မပြေဘူးနော်လဲတာလဲတာလို့ဘီးဆိုမြန်မာမြန်ဟုတ်ပြီအဲ့တော့အရေးတရီအောက်မှာတဲ့ခွစ်ထောက်ခံသူတွေဟာ မနေ့ကမှလည်းပုံလေးကြည့်ပြီးတော့ PD ဖြစ်နေတာမနေ့ကတော့ပြောလို့မဆုံးသေးဘူးတဲ့ဟာတဲ့မနေ့ကတော့မနေ့ကပုံတွေကိုတော့မှပြန်ပြီးတော့မြင်အောင်နေသေးတယ်ဟာတဲ့မနေ့ကရန်သူရဲ့အလောင်းပေးမှာပုံလေးတင်ပြီးတော့မတက်ရက်နေတာဘလို့ဖြစ်သွားတာလဲဘာညာစသည်အဖြစ်ဘူးဗျာကျွန်တော်တို့ comment တွေမှာရေးတာပေါ့နော်မေးတာပေါ့အဲ့ဒါကြောင့်လည်းသူကပြောတာပါအတူမထမပေးကြပါနဲ့ဗျာကျွန်တော်မခံစားနိုင်လို့ပါဒီကောင်လေးကလည်းအလိုက်ကန်းစုံနားမယ်နော်ကျွန်တော်ရင်မသားစုံနေဟုတ်ပြီ ဒါပြင်းနဲ့24နာရီမကျော်စေရဘူးတဲ့ပြည်သူမြေတာစူးစေရမယ်။ပေပီလေးတဲ့မအလာရေးတဲ့စူတောင်းပြည့်ချက်ကတော့ခိန်သွားပြီ။အခုတော့တည်သွားပြီ။စူတောင်းပြည့်တယ်နော်လေနေမကူဘူးစသည်အပြည့်မှတ်ချက်တွေကိုလည်းကျွန်တော်တို့ဒီပေါ်တော့ဒုတိယမှာ post တွေမှာလည်းထပ်မံပြီးတော့တွေ့ရတာဖြစ်ပါတယ်။အော်ဘေးကျွန်တော်တို့နိုဝင်ဘာ10ရက်နေ့မနက်7:00နာရီမှာတားဖြစ်သူတေဆုံသွားတဲ့အကြောင်းကိုတော့ဒါတို့တွေပေါ့နော်အဲသူ့ရဲ့အဖေပေါ့ဖြစ်တဲ့သူကျန်ဖို့အမာခံ ကောင်ကဖော်ပြပေးမယ်အကြမ်းဖက်စစ်ခွေးတက်ကအခုချိန်ထိတရင်မထုတ်ပြန်သေးပါဘူးရှေ့တန်းမှာကျွန်တော်တို့မှတည်ပြီးသားရှေ့တန်းမှာတည်ရင်အဲ့ဒါပျောက်ဆုံးဟုတ်လားကျွန်တော်အဲ့ဒီတရင်နဲ့ပတ်သက်ပြီးတော့ရှေ့တရင်တွေမှာလည်းကျွန်တော်ဖော်ပြခဲ့တာရှိတယ်ကိုမီပါကတည်လို့တည်မှန်းတော့တည်တယ်မိသားစုဝင်တွေတော့မှဒါတော့မှတော့အဲ့တို့ချင်းချင်းဒါသတင်းတွေပေါ်ပြပြန်ပြီးလမ်းပြောတာအဖေကသူတို့ဘသူကစေသွားပြီဘသူကဂိမ်သွားပြီဘာညာစသည်အဖြစ်တာပြောလို့တာမိသားစုဝင်တွေမိပါတွေကသိရတာ ။ညာဘက်စခွေးတက်ကလုံးဝသတိမထုတ်ပြန်။နောက်ပိုင်းပါစတွေဆိုရင်ပူဆိုးတယ်။အခုလည်းအဲ့လိုဖြစ်နေတာကျွန်တော်အင်တာဆုံနေ။ညာဘက်စခွေးတက်ကလုံးဝသတိမထုတ်ပြန်ဘူး။ဒါတော့ကသူတို့ကဘာပြောလဲဆိုတော့ KI AS scan ကိုအလိုအဝင်းအောင်တိုက်ခိုက်တိမ်ပိုက်ရင်းနဲ့မြင့်မြတ်စွာသေဆုံးပါ냐ဆိုပြီးတော့ကျွန်တော်ပြောပြမယ်ခင်ဗျားတို့မယုံမှာလားတော်ဘောနော်တေချာလေးမှတ်ချင်တယ်ဆိုလို့ဘေးနားမှာစာရွေးလေးနဲ့ပေါ့ပြီးလဲပြေးယူလိုက်ကချင်နယ်မြေမှာ KIA ရဲ့ test scan ဆိုတာ မဟုတ်အဲ့တော့ KIA သူ့မြေသူ့ရေသူ့နေရာလေစခွေးပန်းပါလို့ရတယ်အဲ့ဒီမှာစကန်သွားဆောက်တယ်ကရင်နေဟော KIA ကချင်းနေမြေမှာအဲ့ကောင်တွေကျူးကျော်တာတကယ်တော့အဲ့ကောင်တွေကကျူးကျော်ကျူးကျော်တဲသွားထူတာအဲ့တော့ KIA ကသူ့နေမြေမှာခွေးမောင်းထုတ်တာအကြမ်းဖက်စခွေးတက်ကဒါလင် KIA ကချင်းနေမြေမှာသွားပြီးတော့နေမြေကျူးကျော်ထားတာဖြစ်တယ်ကရင်မှာလဲထူနေတယ် ကင်မာရှိနေတဲ့ဂျပ်ဖတ်စစ်ခွေးတက်စကန်တွေကျွန်တော်တို့ကဖွေးမောင်းတာရှင်းရှင်းလေးပဲအဲ့ဒါဖွေးမောင်းတာမွန်မာလဲထွန်နီကောင်းမှာချင်းလဲထွန်နီကောင်းပဲရခိုင်မာလဲထွန်နီကောင်းပဲဒါကြောင့်ဘုကျုံထွန်မြနိုင်ပြောတာအင်ကာကျောတိုက်နေအောင်မမရဘူးအတကုံဆွဲတာပဲဖွေးမောင်းပွဲပဲဆိုတော့ရခိုင်မြေမှာရခိုင်သူခိုင်သားတွေပိုင်တာဗျကချင်မြေမှာကချင်သူကချင်သားတွေပိုင်တာကရင်မှာလည်းပဲကရင်တိုင်းရင်းသားတွေပိုင်တာအဲ့ဒါပြည်တော်စု သူများနေရာကိုလည်းသွားသေးတယ်သူများနေရာမှာလည်းပဲစကန်ထိုင်သေးတယ်ဟိုကမောင်းထုတ်တော့သူတို့ကမိုးပြောတောင်ပြောပြောနေတယ်ကျွန်တော်နည်းနည်းလေးနားလည်အောင်ပြောတာပါဒါပေမဲ့ဒီကောင်လေးကတော့လက်ရှိချိန်ထိနားကောက်နေသေးပါကချင်စည်ရေးဒရင်ကြီးမြင့်လူနဲ့ကြော်ထက်ဆုပ်ပြီးတော့လည်းဖြစ်ဆုပ်ပြောကြခြင်းနဲ့ကျောင်းတို့ဗမော်တိုက်ပွဲမှာတဲ့ KIA တက်စကန်အသိန်းခံရတာမရှိပဲခလာရ50ခွန်တရင်ဘက်မှာပဲတိုက်ပွဲတွေဖြစ်ပွားနေတာပေါ့ လို့ကျွန်တော်တို့သိရှိထားရပါတယ်။ဒါကြောင့်ရှင်းမပြောလဲသူတို့ Tuscan စကန်တက်သိင်းကြီးနဲ့သူ့အသားကဟောမြင့်မြတ်စွာတည်ဆုံသွားတယ်ဆိုလိုပါကျွန်တော် challenge နဲ့ပေါ်ပြပေးနေတာဖြစ်တယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဒီပြည်စင်နဲ့ပတ်သက်ပြီးတော့တည်ဆုံသွားတဲ့ River ကိုရဲ့နီကာလာယာ50ခွန်တရင်အနိတိုက်ပွဲမှာတည်ဆုံခဲ့တဲ့အရာရှိဖြစ်နိုင်တယ်လို့ကချင်းစည်သတင်းမြစ်ကပြောဆိုပါတယ်ကိုရဲ့နီကဗမော်မှာ သူရင်းမှုတစ်ကောင်ပြင်းထန်တန်ရန်ရရှိပြီးတော့ရှော့သွားတယ်လို့ကြားရတယ်။အဲ့ဒီကောင်တေသွားတာကအခုပေါ့နော်လက်ရှိတေသွားတဲ့ Jamford Party ရဲ့အမာခံသားဖြစ်နေမယ်လို့လဲဆိုပါလေ။ဒီကွန်တရင်ဘက်မှာငါတို့ရဲ့ဒုံပုံးသီးမိသွားတာတေပြီလို့ထင်တယ်လို့တော့ကချင်ရဲဘော်ကြီးတွေကပြောဆိုထားတာဖြစ်ပါလေ။အကျဉ်လွတ်လပ်ရေးတက်မတော် KIA ဘူအောင်တက်ဖို့ရန်24 December ကျွန်တော်လာဇန်ပိုင်းကဆယ်ဘုံမမျိုးသိမ်းတိုက်ပွဲကိုဖော်ဆောင်ခဲ့တယ်အဲ့ဒီမှာ၁၇လကြာကြာမြင့်ခဲ့ပြီးတော့လက်ရှိချိန်မှာတိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေတယ်အပြန်အလှန်ဆစ်စင်တွေလုံနေတဲ့လုံနေတာဖြစ်ကြောင်းကိုလည်းပဲ KIA သတင်းပြန်ကြားရေးဌာနကနေပြီးတော့သတင်းဖော်ပြချက်တွေမှာတွေ့ရပါတယ်အဲ့တော့သတင်းဖော်ပြမယ်ဆိုလည်းပဲဒီချာလေးတော့လေ့လာပါဗျာအခုလိုမျိုးကျွန်တော်တို့ KIA ဘက်ကနေပြီးတော့ဒီတေဆုံးမှုနဲ့ပတ်သက်ပြီးတော့ဒီဂိမ်သွားတာနဲ့ပတ်သက်ပြီးတော့ဖော်ပြ ချက်ကြီးထွက်ပေါ်လာတော့တေလဲတေရသေးတယ်အချက်လဲနှစ်ခါပြန်ဆယ်ခါပြန်လဲ꿰ရသေးတယ်ဆိုတော့ဒီနေ့ကတော့ထူကြတဲ့နေ့ပါကျွန်တော်တို့တေဥဆောင်နေဆိုရင်လည်းပဲဟန်ပါပါလေးတော့တေဥဆောင်မှုလူတာပေါ့ဗျာအပြုံးတက်ရင်လည်းပဲရေဘော်ရှမ်းလေးကပြုံးနေသင်ပေးပါမယ်ဒါပေမဲ့ကျွန်တော်တို့လွံ့မြောက်နေမြူကိုတော့လာရမယ်နော်လွံ့မြောက်နေမြူမှာလွတ်လပ်တဲ့လေကိုတစ်ခါပဲရှူကြည့်လိုက်ခင်ဗျားတို့အားလုံးပြုံးသွားပါလေ ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေဟာပြည်သူကလက်မခံတဲ့အာနာယူအကြမ်းဖက်စစ်ခွေးတက်ပြီးတော့ခွေးရွေးပွဲကျင်းပနေတဲ့ခွေးကောက်ပွဲဒါကပတ်သက်ပြီးတော့ပါဝင်သူမှန်သမျှဟာပြည်သူရဲ့ကျင်ဖယ်ခြင်းနဲ့ပြည်သူလူထုတစ်ချက်လုံးရဲ့ပြင်းထန်တဲ့အပြစ်အရေးယူမှုကိုခံရမှာဖြစ်တဲ့အကြောင်းကိုဖော်ပြရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြပါစေ။